မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီပေါင်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်ခန့်တပ်စကမ်းပြတဲ့ခလိုက်ရ93တရင်ဌာနချုပ်ကို TNL ဦးဆောင်တဲ့တော်လိုင်းတပ်များကအပိတက်တိုက်ခိုက်သိမ်းပတ်လိုက်ပြီးတော့ တီဝါမြို့နယ်တစ်ခုလုံးမှာစစ်ကောင်စီတပ်စခန်းလုံးဝမရှိတော့ဘဲနဲ့ကင်းစင်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘလ73ရက်နေ့ညနေပိုင်းမှာတီဝါမြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ခလာရ23ကို TNL ကတိုက်ခိုက်သိမ်းပတ်လိုက်ပြီးဖြစ်ကြောင်းတရုတ်သတင်းများမှာစတင်ဖော်ပြနေကြတယ်လို့သိရပါတယ်။တီဝါမြို့နယ်မှာစစ်တပ်စခန်းများအလုံးအေးနိုင်သွားပြီလို့သတင်းများကဖော်ပြနေကြပါတယ်။ခလာရ23ကရတဲ့သတင်းနဲ့ ီပွားမှာစစ်တပ်တွေအကုန်လုံးရေးနှိမ်သွားပြီဆိုတာကိုတရုတ်သတင်းတွေမှာတောက်လျှောက်တက်လာပါတယ်လို့တရုတ်မြန်မာနယ်စပ်စီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါပေမဲ့ TNL ထံကိုတရားဝင်ဆက်သွယ်မေးမြန်းကြည့်တော့လေတစုံတရာအကြောင်းပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ် ။တီပေါင်းမြို့နယ်မှာစေကောင်းစီရဲ့ချေမြန်တိုင်ရင်ခမရ903ခမရ904နဲ့ချေလင်တိုင်ရင်ခလရ23တိုင်ရင်ဌာနချုပ်အပါဝင်စစ်တပ်တိုင်ရင်3ခုအခြေစိုက်ထားပြီးတော့စက်တင်ဘာလ28ရက်နေ့မှာတီပေါင်းမြို့မြောက်ဘက်နှမိုင်အကွာမှာရှိတဲ့ခမရ903နဲ့ခမရ904တိုင်ရင်တို့ကို TNL တပ်များကအပိသက်တိုက်ခိုက်သိမ့်ပိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ခလိုက်ရ23ကိုတော့အော်တိုဘာလ23ရက်နေ့မှာသိမ့်ပိုက်ရရှိခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီကော့ဂရိတ်အာရှလမ်းမကြားမှာအောင်စေရစစ်ကြောင်းနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ကော့ဘရာစစ်ကြောင်းတစ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့လက်နက်ခဲယမ်းများတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ပြီးခဲ့တဲ့ရက်သတ္တဝတ်အတွင်းမှာထိတွေ့တိုက်ပွဲပြင်းထန်ကမနေ့ကမနက်ပိုင်းမြန်မြန်ရှင်းလင်းတဲ့အချိန် 60မမ5လုံး RPG 1လုံး RPG ပုတ်ရန်တစ်ခု40မမ1လုံး NAG ပေါက်တစ်ပေါက်တို့ကိုရရှိခဲ့တယ်လို့သိရပါတယ်။စီရေးအခြေအနေကတော့အားနေချက်အားသာချက်ကတော့ရှိတာပေါ့နော်။အခုချိန်မှာကကိုယ့်ဘက်ကစီရေးအားသာချက်ရှိတာပေါ့။နယ်မြေဆုံးမမှုကလည်းအများကြီးရှိနေတာပေါ့။လက်နက်ခဲရနေလဲသိမ်းဆီးနိုင်ခဲ့ပါတယ်လို့ Cobra စစ်ကြောင်းတက်ခွဲလေးဒုခွဲမှုကပြောဆိုထားပါရယ်ပြီးခဲ့တဲ့စက်တဘာလကနေအောက်တိုဘာလ23ရက်နေ့အထိတိုက်ပွဲဖြစ်ပွားမှုအတွင်းမှာလက်နက်ခဲယံတိမ့်စီရရှိမှု ၃ချိန်ခန့်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြာဆုံးမှုတွေရှိခဲ့တော့လဲအတိအကျပြောဆိုလို့မရသေးဘူးလို့ဒုခွဲမှုကပြောပါတယ်။အောင်စေရစစ်ကြောင်းဆက်စင်ရေးကစစ်ကောင်စီစစ်သားများဟာ112ထောက်ဖို့လေရင် Jet Fighter လက်နက်ကြီးများမစ္စိုင်းဒုံးကျည်များနဲ့နေ့စဉ်ပစ်ခတ်လျက်ရှိတယ်လို့သိရပါတယ်။အောင်စေရစစ်ကြောင်းဟာ အင်အားတထောင်ကျော်နဲ့ပြီးခဲ့တဲ့ AB လလည်းကစပြီးတော့မြောက်ပြည်မြို့ကိုစတင်ထိုးစစ်ဆင်ခဲ့တော်လဲပူပေါင်းတပ်ဖွဲ့များရဲ့ကြားဖြတ်တိုက်ခိုက်မှုခုခံကာကွယ်မှုများကြောင့်၎င်းတို့ဦးတီယာမြောက်ပြည်မြို့ကိုမရောက်နိုင်သေးပဲဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်းတရင်အရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ်ကိုဒီကနေ့မနက်အစောပိုင်းမှာစစ်ကောင်စီကလေရင်များနဲ့ဘုံများကျဲချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဝါလာ14ရက်နေ့မနက်3:00 3:00နာရီ15မိနစ်ဝန်းကျင်အချိန်မှာစစ်ကောင်စီရဲ့လေရင်များကလားရှိုးမြို့နယ်အတွင်းကိုနှစ်ကြိမ်တိုင်တိုင်ဘုံများကျဲချသွားတယ်လို့သိရပါဗျ။ ထိခိုက်အပျက်စီးနဲ့ကျဲချောက်သွားတဲ့နေရာအခြေအနေတွေကိုတော့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောင်နေတဲ့အတွက်အသေးစိတ်မသိရသေးဘူးလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။လာရှုံမြို့ပေါ်နဲ့လာရှုံမြို့နယ်အတွင်းမှာလေကြောင်းအန္တရာယ်သတိထားကြရန် MNDAA ကတရားဝင်ပြည်သူများကိုပြောဆိုထားပြီးဖြစ်တဲ့အတွက်အပျက်အစီးများရှိခဲ့ရင်နောက်မှာဒီကနေ့မနက်အစောပိုင်းလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်လူသေဆုံးမှုနဲ့ဒဏ်ရာရရှိမှုမများနိုင်ဘူးလို့ဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ လေချောင်းအန်ဒီရယ်ကနေရောညပါအချိန်မရွေးကြုံလာနိုင်တယ်ဆိုတာကိုသတိပေးထားပြီးသားဖြစ်ပါတယ်လောလောဆယ်တော့အီနိုင်ဘက်ကိုကျဲတယ်လို့သိရပေမဲ့အတိအကျသိရဖို့တော့ဖုန်းလိုင်းတွေမရဘူးဖြစ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်အချမ်းဘတ်စစ်ကောင်စီကဩဂတ်စ်လ30ရက်နေ့ကစတင်ပြီးတော့လာရှုံမျိုးကိုတောက်လျှောက်ဆိုးသလိုလေချောင်းတိုက်ခတ်မှုများဇက်တိုက်လှုပ်ဆောင်ရရှိရာပြည်သူများထိခိုက်ဒေဆုံးဒဏ်ရာရမှုများဖြစ်ပေါ်ကပြည်စီဆုံးရှုံးမှုများအလုံးများပြားလျက်ရှိကြောင်းတရင်ရရှိပါရယ်ခမ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချိန်မြို့ကိုစစ်ရဟတ်ရင်နဲ့မီးလောင်ပုံများကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်ရှစ်လုံးပြာကျသွားခဲ့ပြီးတော့စစ်တပ်စစ်ကြောင်းကခြေရွာများကိုဝင်ရောက်စီးနှင်ပစ်ခတ်တဲ့အတွက်ပြည်သူတအုပ်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ12ရက်နေ့ပခုတ်ကူဘက်ကနေလာတဲ့စစ်ကား78စီးပါရင်တန်းဟာ မြစ်ချိန်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ BBI တပ်ကိုရိတ်ခါလိုက်ရောက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ရင်တန်းတိုက်ခိုက်ခံရမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်တပ်က MI-35 ရဟတ်ရဲ့နှက်စင်းနဲ့မြစ်ချိန်မြို့ကိုပစ်ခတ်တိုက်ခိုက်ပြီးတော့လမ်းကြောင်းရှင်းလင်းခဲ့တယ်လို့သိရပါတယ်။ဒုတိယအကြိမ်တိုက်ခိုက်မှုမှာစစ်တပ်ကမီးလောင်ဘုံများကိုပါအုံပြုပြီးတိုက်ခိုက်ခဲ့ပြီး ိုင်ရှေတောင်ရက်ကွာမှာရှိတဲ့နေအိမ်ရှစ်လုံးပြာကျခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်ရိခါကာ၁၈စီးရဲ့လုံခြုံရေးအတွက်ဖလန်အိုရွာဘက်ကအင်အား150ခန့်ပါစစ်ကြောင်းနဲ့အောင်တာဘက်ကအင်အား150ပါစစ်ကြောင်းတို့ကလည်းလိုက်ပါဝင်းရံပေးခဲ့ကြတယ်လို့သိရပါဗျ။စစ်တပ်စစ်ကြောင်းကချမ်းရွာအနီးမှာရှိတဲ့တောထဲကတောင်သူများကိုပါလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်ကမြစ်ချေမြို့ အန်ရှိတောင်ရက်ွက်တဲကိုဝင်ရောက်စီးနေခဲ့ကရက်ွက်အတွင်းမှာရှိတဲ့လမ်းတွေပေါ်မှာတွေ့တဲ့ပြည်သူအလုံးကိုဖမ်းဆီးခဲ့တဲ့အတွက်ပြည်သူအယောက်90ထက်မနည်းအန်ရှိတောင်ရက်ွက်ကိုးဆောင်ဘုံကြီးကျောင်းထဲမှာဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်စစ်တပ်ရဲ့ပြစ်ခတ်မှုများကြောင်းအသက်35နှစ်အရွယ်မတင်းတင်းချိုရဲ့ခြေထောက်မှာလက်နဲ့ကြီးကြီးစားထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့ပြီးတောင်းနဲ့ချီတဲ့ပြည်သူများဟာလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်ပြည်သူများလည်းလက်ရှိအချိန်အထိကိုမြို့ထဲကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်ဒါ့အပြင်အကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားတဲ့သူများထဲမှာ ပြည်သူ၈ဦးပျောက်ဆုံးနေတယ်လို့သိရပါတယ်စစ်ခွေးတွေက BBI တပ်ကို9လစာရိတ်ခါပို့ဖို့စစ်ကား၁၈စီးနဲ့လာတာကိုလမ်းတက်ဆောင်မှာတိုက်ခိုက်ခံရမှာစိုးရိမ်လို့ လမ်းကြောင်းကို MI 35နဲ့ပြစ်ခတ်ရှင်းလင်းတာမြစ်ချိန်မျိုးကိုဖလန်အိုရွာဘက်နဲ့အောင်တာဘက်ကိုလည်းအင်အား300လောက်ပါတဲ့စစ်ကြောင်းကလည်းဝင်စည်းသေးတယ်စစ်ခွဲတွေကတနက်တွေပြစ်ဖောက်ပြီးတော့တဘုံနေလိုပဲမြို့ကိုဝင်စည်းတော့တမျိုးလုံးနှီးပါထွက်ပြေးရတာရက်ွက်တွေထဲမှာလည်းတွေ့တဲ့သူတွေအကုန်ဖမ်းတယ်လူအယောက်90လောက်ဖမ်းခံလိုက်ရတယ်ဖမ်းစည်းခါတဲ့သူတွေပြတ်လွတ်လာပြီးမဲ့ပြည်သူ၈ဦးကတော့ပျောက်ဆုံးနေတယ်ရဟတ်ရင်တွေလည်းနှစ်ချိန်အောင်လာပြစ်တယ်ဒုတိယအချိန်ပြစ်ခတ်မှုမှာမီးလောင်ဘုံတွေပါပါတယ်နေအိမ်၈လုံးပြာကျသွားတယ်လို့ဒေသခံပြည်သူကပြောဆိုထားပါတယ် ်စစ်တပ်ကမြစ်ချိန်မြို့မှာရှိတဲ့ဒုက္ခရိတ်မော်ပုပ်ပလိကစေကန်းကိုလည်းဝင်းရောက်စီးနှင်းခဲ့ပြီးတော့စေကူတမှုခံယူနေတဲ့လူနာများနဲ့ဝန်ထမ်းများရဲ့ဖုန်းနဲ့ပတ်စံအိတ်များအပြင်စေဝါများကိုလည်းလူရယူဆောင်သွားတယ်လို့သိရပါတယ်စစ်ခွေးတွေကဒုက္ခရိတ်မော်စေကန်းကိုလည်းဝင်းရောက်စီးနှင်းတယ်အဲ့ဒီစေကန်းကတနယ်လုံးအားထားရတဲ့ပုပ်ပလိကစေကန်းမှာအဲ့ဒီစေကန်းကမွေးလူနာကိုဝင်ဆောင်ကလေးတငယ်တွေကိုဦးစားပေးပြီးတော့ကုသတဲ့စေကန်းမှာအဲ့ဒါကိုစစ်ခွေးတွေက PDF တွေကိုစေကူပေးတဲ့ထင်ပြီးတော့ဝင်စီးတာပါ တန်တကားတွေကိုရိုက်ဖွင့်ပြီးတော့မှန်ရီတကားတွေပါခွဲပြီးတော့ဝင်စည်းတာစေကန်းကဆရာဝန်ကအရေးပေါ်ကိုဝင်ဆောင်ကိုခွဲမွေးပေးနေရတဲ့အချိန်ကြီးကိုဝင်စည်းတာစစ်ခွေးတွေကလူနာအခန်းထဲထိတ်ကိုလိုက်ပြခိုင်းပြီးတော့ကလေးမွေးလူနာပဲတွေ့ရတော့လူနာတွေစီကပတ်စံအိတ်တွေဖုန်းတွေစေကန်းကဝန်ထမ်းတွေရဲ့ဖုန်းတွေပတ်စံအိတ်တွေစစ်သားတွေကအကုန်ယူဆောင်သွားပါတယ်စေကန်းကပတ်စံ15သိန်းလူနာတွေစီကပတ်စံဘလောက်ပါသွားလဲဆိုတာတော့မသိရသေးဘူးဖုန်းက15လုံးကောင်တာတွေကစေဝါးတွေအကုန်လုံးကိုတင်းယူသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြခဲ့ပါတယ် ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိကိုမြစ်ချိန်မြို့ပေါ်ကပြန်လည်ဆုတ်ခွာခြင်းမရှိသေးပဲဒေသခံပြည်သူများဟာလည်းမြို့ကိုစစ်တပ်ကထပ်မံဖျက်ဆီးမှာကိုစိုးရိမ်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်အေရဝတီတိုင်းအင်္ဂဘူးမြို့နယ်နဲ့မကွေးတိုင်းမြို့တင်မြို့နယ်တို့မှာလူငယ်များပေါ်တာဆွဲဖမ်းဆီးခံနေရပြီးတော့ငွေကြေးတောင်းယူမှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘာလ12ရက်နေ့ဘကိုးတိုင်းရွှေကျင်မြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ခလာရ59တပ်ကလူငယ်များကိုဖမ်းဆီးနေတယ်လို့သိရပါဗျ။ဖမ်းဆီးထားတဲ့လူငယ်များကိုခလာရ59တပ်ထဲမှာထည့်သွင်းထားပြီးတော့တပ်ဆိုင်ရာမိဘများကိုဆက်သွယ်ခိုင်းကတအူးကိုငွေကြေး သိန်းတရာနဲ့လာရောက်ရွေးယူခိုင်းနေတယ်လို့သိရပါတယ်။လာရောက်မရွေးယူနိုင်တဲ့လူငယ်များကိုစစ်မှုထမ်းတင်တန်းများကိုစေလွတ်နေတယ်လို့သိရပါတယ်။အဓိကဖမ်းတာကခလာရ50ခွန်ကပါလူငယ်တွေကိုဖမ်းတယ်ခလာရ50ခွန်တက်သေးကိုခေါ်သွားတယ်။အဲ့ဒီမှာလူငယ်တွေကိုသူတို့ရဲ့မိဘတွေစီဆက်သွယ်ခိုင်းပြီးတော့တအူးကိုသိန်းတရာနဲ့ရွေးခိုင်းတယ်တချို့မတက်နိုင်တဲ့သူတွေကလည်းသိန်း80နဲ့စစ်တယ်မရဘူးသိန်းတရာမရရင်မလှုပ်ပေးဘူး900အတွင်းမှလာမရွေးရင်စစ်မှုထမ်းအပတ်စဉ်နဲ့ထည့်မယ်လို့ပြောတယ် ငွေချေးမတက်နိုင်တဲ့မိဘတွေကတော့တငုံငုံနဲ့ပေါ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲ ARD တိုင်းအင်ကပူမြို့နယ်ကွင်းကောက်ဒေသနွားချံအုပ်စုအုပ်ချုပ်ရေးမှုကိုထင်းနဲ့ယာယီမှုမောင်မောင်လေးပြူစောတိခေါင်းဆောင်တင်းစော်တို့ကစစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်များအနေနဲ့စစ်မှုမထမ်းလိုပါကတရက်ကိုတလကို ငွေကျပ်နှစ်သိန်းခွဲပေးရမယ်ဆိုပြီးတော့ငွေကြေးတောင်းခံခဲ့တယ်လို့သိရပါတယ်ငွေမပေးနိုင်တဲ့သူတွေအနေနဲ့စစ်တပ်ထဲဝင်ရမယ်လို့ပြောဆိုကာငွေကြေးတွေကိုချင်းချောက်တောင်းခံနေတယ်လို့သိရပါတယ်အလားတူပဲမကွေတိုင်းမြို့တဲ့မြို့နယ်မှာလည်းအသက်35နှစ်အောက်လူငယ်များကိုကပ္ပစာဆက်ခွန်တက်ကအုတ်ချုပ်ရေးမှုများနဲ့ပူပေါင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့လူငယ်များကိုတအုပ်ကို ပိန်တိ120နဲ့ရွေးယူခိုင်းပြီးတော့မရွေးနိုင်တဲ့သူများကိုကပ္ပစဆက်ခွန်တက်တွင်းထဲမှာတင်စစ်သားတက်များအဖြစ်နဲ့စူဆောင်းနေတယ်လို့သိရပါဗျ။လမ်းတွေမှာရောမြို့မှာရောကပ္ပစဆက်ခွန်တက်ကဝင်ဆွဲတာငွေရှိတယ်ဆိုရင်အိမ်ကိုဖုန်းဆက်ခွင့်ပေးတယ်။ပိန်120နဲ့လာရွေးခိုင်းတယ်။ငွေမရှိရင်တော့ကပ္ပစဆက်ခွန်တက်ထဲမှာပဲတက်သားတက်အဖြစ်နဲ့စရင်တွင်းလိုက်တယ်။အချိန်နဲ့အရန်ဆိုးနေတယ်မြို့တင်းမြို့နယ်ကလူငယ်တွေကလည်းဘဲမှမထွက်ရဲဘူး။ အိမ်မှာလည်းမလုံခြုံဘူးမြို့တင်မြို့နယ်ထဲမှာလည်းဂိတ်ချပြီးတော့ကပ္ပဆဆက်ခွန်ကပိတ်ဆို့ထားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသိရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း